တချစ်ကကျစူးပေါ့နော်ဒီတိုင်းမနေနဲ့ပေါ့နော်တချင်းလေးလောက်ပါလားဆိုတော့အဲ့လိုလေးပဲပြောလိုက်တာဟုတ်တချင်းကလည်း ready ရှိနေရပေါ့နော်ဒါဝေးကျွေးများစုကုချီစီပါကိုယ်စိတ်အချင်းနေအမျိုးမျိုးじゃပေါ့နော်မလုတ်ဖြစ်ပဲဖြစ်နေရဒါပေမဲ့ဆက်ချင်းရဲ့စကားလေးတကူကအားဖြစ်သွားတယ်ပေါ့နော်မေကမသိနိုင်လို့ချီအရင်တချင်းနေထပ်ပေါ့နော်ပို့ပြီးတော့နည်းနည်းလေးပေါ့နော် နည်းနည်းပြောရမလားပို့ပြောရမလားပေါ့နော်အဲ့အဲ့တိရှိတယ်အဲ့ပြီးရင်အပေးကြတယ်ပေါ့နော်ဒီသချင်းလေးကိုပေါ့နော်ဆိုတော့ជីနေပါတယ်တကယ်သူဟာမေရဲ့နာမရရတဲ့မရဘာမှမပူနေတဲ့ fashion ဘိုင်းရောရက်ကူကြီးဘိုင်းဘာမှမလိုတဲ့ငလေးအခုက AI kit ဆိုတော့တဲ့ဟို မစစ်စုအားမငယ်နဲ့ပေါ့နော်ငယ်လေးရှာပြီးမယ်ငယ်လေးလှုပ်ပြီးမယ်ငယ်လေးစီစဉ်ပြီးမယ်ဆိုဟာတီလူမေအတွက်ပေးချင်တာတချင်းကိုရနှစ်ခွေတော်ထွက်ထားတာပြီးတော့တချင်းလေးတွေလည်းအများကြီးထွက်ထားတယ်ဒါပေမဲ့ဒီတချင်းကျတော့ရေခုံရတယ်ဟိုအမတ်တရတွေနဲ့ပေါ့နော်ပြီးရင်အခုဒီတချင်းလေးရလဲပေါ့နော်ဆက်ချစ်ကချစ်စုပေါ့နော်ဒီတိုင်းမနေနဲ့ပေါ့နော်တချင်းလေးလောက်ပါလားဆိုတော့အဲ့လိုလေးပဲပြောလိုက်တာဟုတ် တချီရလဲ ready ရှိနေရပေါ့နော်အဲကိုစောလက်ကိုရေးထားတာအဲ့ဒါလေးကိုပြီးတော့အဲဒီ covid ကာလမှာကိုစောလက်ကိုနဲ့ကိုယူဘန်နဲ့ arrange လုပ်လိုက်ပြီးတော့အဲဒီတချီလီရှိပြီးသားပေါ့ကိုလည်းလှုပ်ချင်နေတာဒါပေမဲ့လည်းကိုစိတ်အချီနေအမျိုးမျိုးじゃပေါ့နော်မလှုပ်ဖြစ်ပဲဖြစ်နေတာဒါပေမဲ့ဆရာကြီးရဲ့စကားလေးတခုကအားဖြစ်သွားတယ်ပေါ့နော်ဒါအားလုံးကလည်းဝိုင်းပြီးတော့လှုပ်ပြီးမယ်ပေါ့ဆိုတော့အဲ့နဲ့စိတ်ထဲမှာချောက်ွားဆိုပြီးတော့ပေါ့နော်လှုပ်လိုက်တာ ဒါပေမဲ့ဟိုကျေးဇူးတော်ပဲပေါ့နော်ပြောမယ်ဆိုအကောင်းဆုံးဖြစ်လာတယ်ပေါ့နော်အဲအရင်ထွက်ထားတဲ့အခွေတော့အဲ့လောက်စိတ်မလှုပ်ရှားရအောင်ဒီဒီတချင်းလေးကြတော့မှာပေါ့နော်အဲဆရာချီတူရောငေးလီတူရောပေါ့နော်အကုန်လုံးကဝိုင်းဝန်းပြီးတော့လှုပ်ပေးကြတဲ့အခါမှာပေါ့နော်ဒီမီဒီယာဘိုင်းမှာရောပေါ့နော်နောက်တချင်းလေးထွက်လာတဲ့အခါမှာရောပေါ့နော်ဟိုဘယ်လိုပြောမလဲအရင်တချင်းနေထပ်ပေါ့နော်ပို့ပြီးတော့နည်းနည်းလေးပေါ့နော် နည်းနည်းပြောရမလားပို့ပြောရမလားပေါ့နော်အဲအတိရှိတယ်အဲပြီးရင်အပေးကြတယ်ပေါ့နော်ဒီတချင်းလေးကိုပေါ့နော်ဆိုတော့ဂျင်းက်ပါတယ်တကယ်ပိုဖြစ်တယ်ပိုဖြစ်တယ်ဆိုတာလေတခြားလူတွေနဲ့ရိုက်တယ်ဆိုလို့ရှိရင်ကိုကဘယ်လိုဟုတ်အရင် ခွေတွေတော့ဆိုမှာเนาะဆိုတော့ကိုကပိန်တဲ့အထဲမှာမပါဘူးအပြူတဲ့ဆိုတော့ အခုကပူပူပြီးတော့ဗောနောပြီးတော့ဖွက်လာပြောမှာဆိုဆိုတော့ကိုယ်ကစိတ်အဲ့လိုမျိုး emotion ရှိတယ်ဗောနောအငယ်လေးကပြောမမားတဲ့ငယ်လေးကိုချင်းစားတယ်ဗောနောဆိုတော့ကိုယ်ကအဝတဲ့သူတွေအတွက်ကြတော့ဝိတ္တအဲ့လို fashion mind နေပါရင်းမှာအစားဗောနောအဲ့လိုတချို့ fashion အရင်စိတ်ဝင်စားတဲ့သူတွေတို့ကတော့အဆင်ပြေတယ်ကိုယ်ကဒီလိုပုံမှန်မဲသွားတဲ့အတွက်ကြောင့်ဗောနောကို့အတွက်လူတယ်ကွာတက်မလားချက်ချင်းထလောက်ရပြီဆိုလို့ရှိရင်ဗောနောအာရတယ် မရဘာမှမဘူးနေတဲ့ fashion ဘိုင်းရောရက်ကူကြီးဘိုင်းဘာမှမလိုဘူးတဲ့ငလေးအခုက AI kit ဆိုတော့တဲ့ဟိုမချီစုအားမငင်နေပေါ့နော်ငလေးရှာပြီးမယ်ငလေးလှုပ်ပြီးမယ်ငလေးစီစီပြီးမယ်ဆိုဟာတကယ်ပေါ့နော်ပြီးလဲပေါ့နော်ဆက်ချင်းဆိုလို့ရှိရင်တချင်းလေးမှာသူကိုနိုင်ကိုကလှုပ်စီခြင်းလို့ပေါ့နော်ချင်းလေးလှုပ်ပါလားလို့ပြောပြီးနောက်ပိုင်းမှာဖြစ်ချင်တော့ဒီ6လပိုင်း73ကကိုမွေးနေဆိုတော့30မှာတချင်းလေးထွက်တယ်ပေါ့နော်ဆိုတော့အမီပေါ့နော်ဆက်ချင်းဆိုရင်လှုပ်ပြီးတယ် အဲ့လိုမျိုးပေါ့နော်တောင်တောင်ဆရာချစ်စီမှာတချင်းတပုတ်လုံးမယ်ဆိုရင်အဲ့လိုမျိုးရဖို့ကအရန်ခက်တယ်ပေါ့နော်ဒါမှလည်းကို့ကိုဖြစ်စေချင်တဲ့အခါမှာပေါ့နော်အချိန်ပေးတယ်တီချာလေးလဲ GU design လုပ်ပေးတယ်သူကိုယ်တိုင်လဲပေါ့နော် interview တွေဘာတွေမှာဖြေပေးတယ်အဲနောက်ပြီးတော့ပေါ့နော်ဟုတ်အဲ့ရိုက်ကူးရေးလုံးမယ်နေဆိုလို့ရှိရင်အစာပြုစုတောင်းတာမိမှဆိုလို့တာမှရိုက်ကူးရနှစ်ရက်လောက်တာအဲတည့်ရက်မှာမိမှဆိုလို့တာမှဖုန်းဆက်ပြီးတော့မှာပေါ့နော်အဲ့လိုမျိုးတတိပေးပြီးတော့ အစာပြုစုတောင်းခြင်းနေမှာအစာအကုန်လုံးအစာလေအဆုံးပေါ့နော်အဲ့လို view site ပေးတယ်လှုပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒီတိချင်းလဲတော့တော်တော် အမတ်တရားလေးပါ story ကတော့ငယ်လေးပေါ့နော်အဲ which is ကြည်ပါဆိုတချင်းလေးညီးတဲ့အချိန်မှာဆက်ချီကဟာတချင်းလေးကောင်းတယ်ပေါ့နော်ဆိုတော့အဲ့နဲ့ငယ်လေးတွေနားထောင်ကြည့်တယ်ဆက်ချီကအဲ့နဲ့ငယ်လေးကနားထောင်ဟာမကြီးစုကောင်းနေတယ်အဲ့ဒါလေ story ဘယ်လိုလေးလုပ်ချင်လဲငယ်လေးတို့ မမတော့အခုတက်ကြီးလာလို့တော့မသိဘူးအဲ့လိုမျိုးတွေတိတ်ဘယ်လိုလဲပုံမဖော်တတ်တော့ဘူးပေါ့နော်ဆိုငယ်လေးတို့ကအခုတက်သစ္စာလူငယ်တွေဆိုတော့ပို့ပြီးတော့ idea ပို့ကောင်းနေပေါ့အဲငယ်လေးပဲလှုပ်ဆိုတော့အဲ့ငယ်လေးကတော့သူပေါ့နော်သူ interview မှာဖြေထားတဲ့ AI ကနေသူမေးတယ်ပေါ့နော်ဝတ်ကြီးစုကြည်ပါဘယ်လိုလုပ်ရမလဲပေါ့နော်အဲတကြီးလေးထဲမှာလိုက်တော့ဖတ်သက်အချက်ကလေးပေါ့နော်အဲ့လေးသူပေါင်းဆက်ရပြီသူ idea လေးနဲ့ပေါ့နော်သူလှုပ်ထားတာအငယ်လေး idea ပေါ့ဒီဝတ်ကြီးစုကြည်ပါတဲ့ချင်းလေးကိုပေါ့နော်အခု ဒီ line ပေါ်မှာပဲလေပေါ့နော်တင်ထားပြီးဖြစ်တယ်ပေါ့နော်အခုနားထောင်ပေးကြတယ်အကြဉျဉ်လည်းပေးကြတဲ့အတွက်ကြောင့်ပေါ့နော်အရင်ကြီးစုတင်ပါတယ်လို့ပို့ပြီးတော့အကြဉျဉ်ညီပေးပေးပါပေါ့နော်ပို့ပြီးစူးစားပါမယ်လို့အဲဒီတချင်းလေးမကပေါ့နော်အခြားဒါတချစ်စုရဲ့တချင်းနေရှိပါတယ်ပေါ့နော်အဲနားထောင်ပြီးပါလို့တကယ်ကောင်းတဲ့တချင်းလေးမို့လို့ပေါ့နော်အဲကြီးစုပြီးတော့အားပေးကြတယ်ပေါ့နော်ပြိတ္တအားလုံးလည်းတကယ်ပဲကြီးစုတင်ပါတယ်လို့ပြောချင်ပါတယ်